ခေါ်လဲစီးပွက်နာမည်ဘယ်လိုခေါ်လဲရှစ်ကောင်းကြီးနာမည်ဘယ်လိုခေါ်လဲ ခေါင်းကြီးဟိုမမရစားလို့ပျော့ပျော့နေတတ်တာပေါ့နော်သူ့ရဲ့သူ့ရဲ့ nature ပေါ့နော်သူအဲ့လိုမျိုးနေတတ်တယ်ပြင်မှာလဲဆဆနနောက်နေတတ်တယ်မေတိုးခိုင်တပ်ဘူးလဲမြဲအဲ့လိုမျိုးစားတပ်ဘူးလဲမေတိုးခိုင်ဘာရစားတူမအဲ့လိုပြင်ပြီးတော့နိုင်ငံကသူကစားတာပါဟောသူ့ပျော့ပျော့နေတတ်တာဖြစ်မယ်ထင်တယ်နော်ဘာရစားနဲ့တူတာအဲ့လိုမျိုးအဲ့လိုလေလာလာနဲ့လဲလိုမျိုးနည်းနည်းဟောတော်တော်နေတတ်တာပေါ့အဲ့လိုစိတ်လွတ်ကိုလွတ်လွတ်နေတတ်တာတော့တူ ရှင်နေလဲအဲ့လိုမျိုးတွေအထိအဲလောက်တာတွေဟုတ်တယ်ဟုတ်တယ်နော်ခုန K2 ပြ fashion တွေလေသူ့လိုမျိုးလိုက်ပြအများကြီးပဲလေဟုတ်တယ်ဟုတ်တယ်ကလုံးနေကလုံးနေအဲအဲ့အဲ့ဒါတွေအထိမှတ်မိရယ်ဆိုတော့လေအဲ့ဒါဆိုတော်တော် iconic ဖြစ်ခဲ့တယ်လို့ပြောလို့ရပါတယ်နော် ကိုနုပြင်လာလို့ရှာမွာပူဒီ TPC လေးရေပဲရိုက်ဖြစ်နေပေါ့နော်ပြီးတော့ဒီနေ့ထဲမှာပဲပူမနစ်ကရိုက်ထားတဲ့ကရုပ်ရှင်ကရေတုံကားတင်ဖို့ရှိရဆိုတော့အဲ့ဒါလေးအတွက်အရေးယဉ်ခုနေပါတယ်ပထမဆုံးကတော့ပြင်မပြောရဆိုတဲ့ကားလေးပေါ့နော်အခုလည်း online မှာဟို pro promotion စနေကြရပေါ့နော်အဲ့ကားလေးကတော့လူငယ်တွေအကုန်လုံးစုပြီးရိုက်ထားတဲ့ကားလေး thriller အဲအရင်လက်စိတ်ဝင်စားဖို့ကောင်းတယ်အခုနောက်တကားကတော့လက်ပြခွဲခြင်းပေါ့နော်အဲ့ဒါလေးကဖြစ်ရမယ့်ဇလန်းလေးကိုပြန်ပြီးတော့ရိုက်ထားပါဆီယမဂျူလီယာမြစ်သိန်းရဲ့ဟိုဇတ်ဟိုဝတ္ထုလေးပေါ့နော်အဲ့ဒါလေးပြန်ပြီးရိုက်ထားပါနောက်ဆုံးတကားကတော့ပြင်ဆက်လက်မိုးပေါ့နော်အဲအဲ့ဒါလည်းပိုးရယ်ကိုစားရယ်နဲ့အဲပိုးရိုက်ထားပါဟုတ်ဘာရစားကတော့ဟိုဘာရစားနဲ့လည်းဘယ်လိုပြောရမလဲဆိုမပြည့်ပြတာအရင်အကြာပြီဘာမှပြန်ပြည့်ပြတာလဲဆိုတော့ပြန်မပြောရမှာပြန်ပြည့်ပြတာပြန်ပြောရမှာဘာရစားပထမဆုံး comeback ပေါ့နော်အကြိုက်နေမှာဆိုတော့ ပြောရမယ်ဆိုရင်အဲ့ကြမှာပြန်တွေ့ဖြစ်တာမိနစ်ကမှပြန်တွေ့ဖြစ်တာအခုတော့ညီမလေးမင်္ဂလာဆောင်နေဆိုတော့လေညီမလေးမင်္ဂလာဆောင်နေဆိုတော့ပြည့်ပြည့်နေပါတော့။ तू အမြဲသူ့ရဲ့360 camera stick ကြီးလောက်တည်။ဒီခုနဲ့မြဲဒုတစ်ချောင်းနဲ့အကုန်လုံးကုလူခုံးလို့လိုက်ရိုက်နေရမသိလို့ရှိရင်လေအကုန်လုံးလိုက်ပြီးတော့ဒုံးနဲ့လိုက်ဟိုနေတလို့ပဲ။အဲ့လိုမျိုးမြဲလိုက်ရိုက်နေတယ်။သူ့ဘာလို့ရိုက်တာပြောချင်တာပြောပြသူ့အဲ့လိုမျိုးထွက်သွား။ဘယ်လိုခေါ်လဲ။စီးပွက်။ဒါပေမဲ့ဘယ်လိုခေါ်လဲ။ ရှစ်ပန်းကြီးဘာလို့ခေါ်လဲခေါင်းကြီးတော့မရှိဘူးဘဘရစားလို့ပြပြနေတတ်တာပေါ့ဒါသူ့ရဲ့သူ့ရဲ့ nature ပေါ့နော်သူအဲ့လိုမျိုးနေတတ်တယ်ပြမလဲဆဆနနောက်နေတတ်တယ်ငယ်လေးကရဘဘရစားနဲ့ပတ်သက်တဲ့ memory ဆိုလို့သူအမြဲအဲ့လိုစရတဲ့နောက်တယ်ပြပြနေတတ်တဲ့ memory လေးတွေပဲရှိတာဟုတ်ဒါကနာမည်ပြောင်းလေးတော့ရသွားတာရှင်ကွမ်းကွိချိန်ရလားအဲ့နာမည်လေးတော့ချိန်ပါငယ်တော့ချိန်ခဲ့ကတ်တုန်းကဆိုတော့ သူကလက်တန်းပေးလိုက်တာပေါ့ဟုတ်တယ်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 အတူတူမရအကုန်လုံးကလည်းပဲသူကြောက်ချင်းလေးပေးတာအဲ့လိုမှမဟုတ်အဲ့နေမှာသူ့ဘာသာသူပါဇက်ကနေထွက်သွားတယ်အဲ့ဒါပဲပေါ့ကျွန်တော်ဒီကင်မရာလေးလည်းပြောပါအောင်ကြည့်တာလည်းမူးနေရတော့တစ်ချိန်ပါဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ဘလော့လေးရောကိုယ်ကဝင်ကြည့်ပြဟုတ်ကြည့်ပြပါတယ်ဟုတ်မူးမူးနေလားကြည့်ပြီးတော့ဘလော့လေးရှိလားအဲအေးပေါ့သူ့ဟာနဲ့သူပေါ့သူ့ရဲ့ vibe လေးပေါ့ပျော်ဖို့ကောင်းတယ်ဟုတ် ဟောဒါဘလို့တူမလေးအနေနဲ့ပြောတာလေးတွေဘလူတွေသားရဘာပြောလေးဟုတ်ဟုတ်ဟုတ်ကြွားတယ်ဘာဖြစ်လဲဘလူလေးကြွားတယ်ပို့ဘလို့ကြွားရတယ်လေတတ်ဘူးလေအမြဲအဲ့လိုမျိုးစတတ်ဘူးလေမိတို့ခိုင်ဘာစားတူမအဲ့လိုပြန်ပြီးတော့နိုင်ငံကသူကစတာပါဟုတ်ငယ်ငယ်လေးကတည်းကဟိုဟိုအိုက်အိုက်ကွန်လို့ပေါ့အိုက်ကွန်လို့မြင်ရပါတော့ဘာလို့ဆိုတော့သူ့ရဲ့ nature ကအရင် strong ဖြစ်တယ်သူ့ရဲ့ character အရင် strong ဖြစ်တယ်အဲ့ဒီတစ်ခုတော့ဟိုဒါကတော့သူ့ ခုသူများတွေမှာမရှိရသူရဲ့ unique ဖြစ်တဲ့အရာတစ်ခုပေါ့နော်ရှိရောနော်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အဲအဲ့ဒါ तू तू ကမသိဘူးလူငယ်နဲ့လောလောကအရင် flexible ဖြစ်တယ်လူငယ်တွေကိုလည်း तू ကအဲ့လိုမျိုးလမ်းကြောင်းတစ်ခုအမြဲပေးဖို့သူ့မှာအမြဲစိတ်လေးတစ်ခုရှိရအဲ့ဒါလေးရောအရင်လေးစားရပါတယ်ဒီကြောင့်လို့ရတယ်မှာပါလားအဲ့လိုကြီးရောအမြဲတွေးဖြစ်တဲ့အဲထဲမှာမပါတော့လေဟုတ်ဟုတ်ဘာဘာရမေးခေါ်ဟုတ်တယ်ဘာဘာရစားလို့ပဲခေါ်တာဟုတ် အင်တာဗျူးမှာအဲ့လိုမျိုးတွေ့အင်တာဗျူးတစ်ခုမှာအဲ့လိုဖြေလိုက်တာမှာအဲ့လိုဖြစ်သွားမင်းကက်စီမနေပါဘူးသူပေးရမို့ကိုအကားပေါ်မှာခဏလေးသွားတင်လိုက်တာအရန်ဟိုအဲ့အိတော်ကလိုဟိုကရိုက်ရရမယ်ဆိုကောင်းမှာခဏလေးသွားတင်လိုက်တာအမေကအိမို့တင်ကုန်လို့ပုံဝေးပေးပြီးသွားတယ်အဲ့ဒါသူအထက်လွဲသွားကောင်းမမကြွေးလို့ဆိုရင်ဟုတ်တယ်အများရောပြောလာတယ်ကစင်းနဲ့ပါအဲ့လိုပြောအင်တာဗျူးမှာပဲသူကလူမပြောအင်တာဗျူးအောင်တက္ကသိုလ်လုံးတိအောင်ပြောလိုက်လူပြောရင်တယောက်တည်းသိဘူးဟုတ်တယ် ါထက်ပေါ့နော်။ तू อ่ะအဲ့လိုမျိုးအခုဆိုဒီပြန်မပြောอ่ะဒီခုလည်းတောက်ရှိုးလေးလည်းလာဖို့ရှက်ပေါ့နော်။အဲ့မှာဆိုလည်း तू ပြန်ပြောอ่ะဒီခေတ်လူငယ်တွေကို तू အရင်လေးစားရဲဒီခေတ်လူငယ်နဲ့အလောလော तू အရင်စိတ်ချမ်းသာရဲ။ဟိုအဲ့ဒါလေးကအမြဲပြောရဲ။အဲ့အဲ့ဒါလေးကကြောက်ကိုတက်ကကြောက်လို့ပြအာအာဖြစ်เสียပေါ့နော်။ဒီတကားတော့လည်းလူငယ်တွေပဲရိုက်တာ哦လေ။အဲ့လိုဒီလိုဘယ်လိုပြောမလဲ။ senior တယောက်ကိုအားကြတဲ့လူတယောက်ဆီကနေအဲ့စကားကြတဲ့ feeling ကတော့ဘာနဲ့မှမတူဘူးလို့ထင်တယ်ဟုတ်။ ငယ်ငယ်ငယ်မဲ့ထင်တယ်ပေါ့ဒါပေမဲ့ဟိုခုလည်းတီတီတက်တဲ့အရွယ်တခုတော့ရောက်နေပြီဆိုတော့အဲ့လိုဆိုလို့ရှိရင် तू နဲ့ဟိုသူနဲ့ဟိုလေသူနဲ့ဒူရယ်ရှိုးရှိုးရီလာကွန်ပတီရှင်နေလာအဲ့လိုမျိုးတွေအထိအဲလောက်တာတွေဟုတ်တယ်ဟုတ်တယ်နော်သူနဲ့ K2 ပြီးဖက်ရှင်နေလေသူ့လိုမျိုးလိုက်ကြည့်အများကြီးပဲလေဟုတ်တယ်ဟုတ်တယ်ကလုံးနေကလုံးနေအဲအဲ့အဲ့အားတွေအထိမှတ်မိရယ်ဆိုတော့လေအဲ့အဲ့လိုဆိုတော်တော် iconic ဖြစ်ခဲ့တယ်လို့ပြောလို့ရအောင်နော်ဟုတ် ကြောင့်အခုအခုချိန်ထိလည်းသူမအိတ်စိတ်လေးတစ်ခုရှိနေပါဘောနော်ဆိုအဲ့လိုမျိုးအသက်ဆန်းနေလုပ်ချင်တယ်လူငယ်နဲ့လှုပ်ပဲလှုပ်ချင်တယ်ဆိုတော့အဲအဲ့အားလေးတခုကတော့အရင်ကောင်းသူတို့ပျော်ပျော်နေတတ်တာဖြစ်မယ်ထင်တယ်နော်ကဘာဇာစာနဲ့တူတာအဲ့လိုမျိုးအဲ့လိုလေးလာလာနဲ့လေလိုမျိုးနည်းပေါ်တော်တော်နေတတ်တာပေါ့အဲ့လိုစိတ်လုတ်ကိုလို့နေတတ်တာတော့တူတူတယ်လို့ခံစားရတယ်ဟုတ်ကဲ့ဒါသူတို့ကဘာတယောက်ရှိရပိုင်ဆိုင်တာတော့ မားတယောက်နေနေဆိုတော့ဘယ်လိုမျိုးရှိအော်ပြောတာပေါ့ဘလို့ပြည့်လို့မျိုးဟိုလိုကြည်ရတယ်အာစိတ်ကအာမိုက်လိုက်တာပော့ပါသွားတယ်ဆိုပြီးအဲ့လိုခံစားချက်ပြီးရတာကောင်းတယ်လေဟုတ်ကွန်မန့်တွေပို့စီရောထိုင်ရလေလားကိုမပါဘူးအဲ့လိုတော့မထိုင်ရပါဘူးသူ့ဘာသူပြောသလိုနေပါစေဟုတ်နော်အကုန်လုံးမိသားစုအဲ့လိုလေးစုံရတဲ့အချိန်ဆိုအရင်ပြောရမယ်နော်အဟုတ်ဟုတ်အဲ့လိုမျိုးပြောရတယ်ဟုတ်ကဲ့ပါဟုတ်အခုနကပြောတာတူလွယ်ပေါ့နော်ဒီနှစ်ထဲမှာဒီနှစ် ဆိုတော့မှအခုဒီအခုလာမဲ့ပိုင်းချာတိတ်မလို့တော့ဘောနော်ဒီခါမှာပူဂျုံကာတုံးကာတင်မရှိရဲအဲ့ဒါလေးထွက်လို့ရှင်လာအပေးကြပါဦးတကယ်လည်းအကုန်လုံးအများကြီးအများကြီးစူးစမ်းထားတယ်အဲဂျုံပေါ်ရောက်ဖို့လည်းများများလေးတွန်းအားပေးကြပါဦးဖူရဲ့ဒီစူးစမ်းထားတဲ့အရာလေးတွေပိတ်သက်တွေပြချင်တယ်ပေါ့နော်ပြချင်တဲ့အတွက်ကြောင့်မလို့ကပြတာခွင့်ရမှာပြပြလို့ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့အဲအဲ့ဒါလေးကိုလည်းဖူတို့တွန်းအားလေးပေးပေးပါအောင်လို့ရှင်ဝေဖန်ပေးကြပါအောင်အပေးကြပါအောင်လို့အဲဒီနေ့ဒီချိန်ပြအပ်ပြတဲ့ကျေးဇူးများကြီးတင်ပါတယ်